ဝေတိုင်ပွင့်ဖြူနယ်စစ်တုတ်တရာနယ်ဇက်ကတိုက်ပွဲတွေမှာ ဖေဖော်ဝါရီလဇန်ပိုင်းကစလို့အာဏာသိမ်းစစ်တပ်ကစစ်တပ်လေကြီးတွေကိုတွင်တွင်ကြဲကြဲအုံပြူလာပါတယ်။ပွင့်ဖြူနယ်စစ်တုတ်တရာနယ်ဇက်ကချောင်းဆောင်ရေရင်နဲ့မုံငင်းရွာတွေကိုစစ်တပ်လေကြီးနဲ့၃ချိန်ပုံကျဲခဲ့တဲ့အတွက်သေဆုံးသူ၉ဦးနဲ့ထိခိုက်ဒဏ်ရာရသူ၇ဦးထိရှိခဲ့ပါတယ်။ဒါကဒီဒေသမှာစစ်တပ်လေကြီးနဲ့ပြစ်ခတ်လို့ သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။အဆိုပါဒေတာတွေမှာမကွေးလေတဟာစက်တက်လေဓီတွေကိုတကောင်ကျော်မနက်အစောပိုင်းအများပြည်သူအိမ်မောကြနေချိန်တွေဖြစ်တဲ့မနက်တနာရီကနေ၃နာရီခွဲကာလတွေမှာအ धिक အသုံးပြုလေးရှိပြီးတချို့တိုက်ပွဲတွေမှာတော့ Jet Fighter MI-35 နဲ့လာရောက်ပစ်ခတ်တာတွေကိုတွေ့ရတယ်လို့လေကြောင်းရန်ကာကွယ်ရေးအတွက်စောင့်ကြည့်သူတွေကဆိုပါတယ် စက်တက်လေးချီတွေက မီးလောင်ပုံ120မမပောက်ပွဲအပြင်လက်နက်တွေကိုတည်ဆောင်လာပြီးလူနေအိမ်တွေကိုအဓိကထားတိုက်ခိုက်တာပါဖေဖော်ဝါရီလ1ရက်နေ့မနက်တနားမိနစ်20ဝန်းကျင်မှာပွင့်ဖြူမြို့နယ်ရေရင်ကြီးရွာကိုစက်တက်လေးချီနဲ့ပုံချဲခဲ့တာကြောင့်ရှင်ရင်ရွာသားအသက်80ရွယ်ဦးလာထွန်းတိတ်ဆုံးပြီးတခြားအမျိုးသမီးနှစ်ဦးလည်းတန်ရာရကနွားငါးကောင်တိတ်ဆုံးခဲ့ပါဗျ ဒါအပြင်နေအိမ်နှလုံးမှာမီးလောင်ဖြစ်စီခဲ့ပါတယ်။ပါရာမော်တာတွေကရေရင်နဲ့မုန်ခြင်းမှာအသုံးပြုတဲ့ပုံစံအတူတူပါပဲ။ပထမဆုံးအနေနဲ့မီးလောင်ပုံးကိုအရင်ချတယ်။လူတွေကမီးလောင်ပုံးကြောင့်စုနေချိန်မှာပောက်ကွဲအပြင်းပုံးတွေချတယ်လို့ဒေတာကာကွယ်အဖွဲ့ဝင်တို့ကပြောပါတယ်။ကာကွယ်ရေးအဖွဲ့တွေကရဲဘော်တွေဟာစုဝေးနေထိုင်တာမရှိတာကြောင့်အခုလိုတိုက်ခိုက်တာဟာ အရက်သားတွေကိုပြစ်မှတ်ထားတာထင်ရှားတယ်လို့အဆိုပါရဲဘော်ကပြောပါတယ်။ဖေဖော်ဝါရီလ3ရက်နောက်ပိုင်းမှာမကွေးတိုင်းနယ်ကပွင့်ဖြူမြို့နယ်ချောင်းဆောင်ကျေးရွာနဲ့မရဲကျေးရွာကို စက်တက်လေထီးတွေနဲ့ဘုံချဲခဲ့ပေမဲ့ထိခိုက်မှုပြင်းပြင်းထန်ထန်မရှိခဲ့ပါဘူး။ဖေဖော်ဝါရီလ22ရက်နေ့မှာတော့စေတုတ်တရားမျိုးနဲ့မုံညင်းကြီးရွာအနီးကရာတဲစုတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ၃နှစ်အရွယ်ကလေးငယ်အပါအဝင်၈ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပွင့်ဖြူမြို့နယ်နဲ့စေတုတ်တရာမြို့နယ်အဆက်ကဒေသတွေမှာဖေဖော်ဝါရီလ၁ရက်နေ့ကနေ၂၁ရက်နေ့အထိအာဏာသိမ်းစစ်တပ်နဲ့ကာဝေးရေးအဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီနောက်မှာတော့ပါရာမော်တာတွေဟာအဲ့ဒီဒေသကလူစုလူဝေးရှိတဲ့ပြည်သူတွေနေထိုင်တဲ့ယာတဲစုတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာ ဖြစ်ပါတယ်။ အဆိုပါရာတဲစုတွေဟာစစ်တပ်အာဏာမသိခင်ကတည်းကတည်ရှိနေတာဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်။စစ်တပ်လေထီတွေဟာပေ8000ကနေ1000ထိ ပြန်တန်းနိုင်ကြပြီး မိုင်30ကနေ60အထိရွေလျားပြန်တန်းနိုင်ကပြန်တန်းချိန်3နာရီကနေ4နာရီထိကြာမြင့်အောင်ပြန်တန်းနိုင်ကြပါတယ်။စက်တက်လေးထီတွေကိုသုံးဆွဲရမှာ ဇေယျတက်တာတဲ့အတွက်စစ်တပ်လေထီးတွေကိုအာနာသိန်းစစ်တပ်ကမြေပြန့်ဒေသမှာတွင်တွင်ကျကျအုံပြူနေတာဖြစ်တယ်လို့စည်ရင်းလေးလာသူတွေကဆိုပါတယ်။အကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာတော့ဖေဖော်ဝါရီလတလထဲမှာတင်ပွင့်ဖြူစေတုတ်တရားစိတ်ဖြူပေါ့နယ်ပလဲတို့မှာအနာသိစစ်တပ်ကစစ်တပ်လေထီအုံပြူပြီးပုံချဲတဲ့ဂျင်ကြီးက20ထက်မနည်းရှိခဲ့ပါတယ်။အဆိုပါစစ်တပ်လေထီတွေကို ာနာသိန်းစစ်တပ်ကနေတပ်တွေသာမကပဲနေမြေခန့်တည်ရင်းတွေစီကိုပေးပို့ပြီးပြန်တန်းလေ့ကျင့်နေပြီလို့သိရပါတယ်ရှင်။